အိမ်မပြောသူများအတွက်ညအိယာဝင်အလေးချင်ကောင်းများအိမ်ပြောလို့စနစ်သူအတွက်ညအိယာဝင်ကံဒီလုတ်တဲ့အလေးချင်ကောင်း၅ခုကိုပြောပြပေးလိုက်ပါမယ်။ပုံမှန်အချိန်အိယာဝင်ပါနေတိုင်းတူညီချက်အချိန်အိယာဝင်ပြီးတူညီချက်အချိန်ပြန်ထခြင်းဟာခန္ဓာကိုယ်ရဲ့ဇီဝကာမကိုမှန်ကန်စေပါတယ်။ဖုန်းကွန်ပျူတာရှောင်းပါအိယာမဝင်ခင်နိုင်ဘွတ်အနိုင်လိုကစားပြီးဖုန်း၊ TV ၊ကွန်ပျူတာအစရှိတဲ့အပြာရောင်အလင်းထွက်တဲ့ပစ္စည်းတွေကိုသုံးနာကိုရှောင်ကြဉ်ပါ ေယာမွေခင်ရင်ရွေးလေးနဲ့ရေချိုးခြင်းဟာလည်းခန္ဓာကိုယ်ကိုပြည့်စုံစေပြီးအိပ်ပျော်ဖို့ကူညီပေးပါလေဖုန်းနဲ့စာဖတ်တာလိုမဟုတ်ပဲစာအုပ်ကိုတကယ်ဖတ်တာဟာစိတ်ကိုဖြစ်ချော်ပေးပြီးအိပ်ပျော်စေဖို့ကိုလည်းကူညီပါလိမ့်မယ်9မိနစ်ကနေ7မိနစ်လောက်တရားထိုင်တာဒါမှမဟုတ်အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူသွေးရှူထုတ်တာကလည်းစိတ်ကိုကြင်ကြစေပြီးအိပ်ပျော်ဖို့ကိုလွယ်ကူစေပါတယ်အခုချက်တွေကိုလိုက်နာမယ်ဆိုရင်နှင်းနှချက်ချက်အိပ်ပျော်ပြီးလမ်းဆက်နဲ့မနက်ခင်းကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်